နွေနီးအတွက်ဟိုတိုင်ငယ်စရာဖြစ်မှာမသိမသိငယ်တာသူရိုးသားစွာနဲ့သူဒါဒီအလုပ်ကိုလုပ်တာမမမမဆိုရင်မမဆိုအမြဲအမြဲအမြဲစိတ်ထဲမှာမမအမြဲတာမမတို့အမေရိကသွားတယ်အမေရိကမှာဆိုရင်ဒီအိမ်ရှင်းတဲ့အချိန်လေးအိမ်လေးရှင်းတဲ့မနေ့ဥမာနေ့လဲ12နာရီလောက်လာသူတို့အဲ့တနေ့အိမ်ရှင်းတဲ့အချိန်လေးဆိုဒေါ်လာ100 150ရတာစဉ်းစားကြမမဆိုလေဟဲ့ အဲ့လောက်တောင်ပေးရတယ်ဟုတ်တယ်အဲ့လိုတန်ဖိုးရှိတယ်ပေါ့တန်ဖိုးရှိတယ်ပေါ့နော်ဘယ်အလုပ်မဆိုတန်ဖိုးရှိတယ်မမတို့အမေရိကန်မှာဆိုပို့တော့မှာဟဲ့မမတော်စဉ်းစားလိုက်တယ်ဟဲ့လို့ငါအမေရိကန်သွားလို့ရှိရင်ငါလို့ငါလို့အိအိန်တန်ရှင်းတွေလို့ငါလိုက်လို့ရင်တောင်းမလားမသိဘူးလို့အလုပ်ရင်မလို့ငါတို့ရလိုက်မယ်ဖြစ်ချင်းလို့တောက်တောက်လဲပတ်စံနေဟုတ်တယ်အမလေးကတက်မလားဟိုပြောင်ရောင်နေအောင်မလေးလုတ်ပြလိုက်အောင်မခါခါရဲကိုဟဲ့ဒါ ရနီကအခုမှတင်တာမမဆိုစိတ်ထဲမှာစိတ်ကူးနေတာမမဆိုရင်အဲငါလို့ကျန်းလို့ကိုသွိုင်းနဲ့တိတာပေါ့နော်မမတို့ဒါကောက်ကရဲ့အကိုလင်မယားနဲ့အောင်မမလို့အိမ်မှာမမတို့ဆိုနေမမဆိုမမသွိုင်းဒီတိုင်းမနေဘူးမမဆိုအော်တန်ရှင်းတွေလို့အာအမတွေကိုယ်ဘာဆောင်းနဲ့ချက်ချက်ချွေးအာကိုအဲ့လိုဝါသနာပါတာလေအာလုတ်ပြီးတစ်ခါကြရင်လေသူတို့ရှင်းတဲ့လူခေါ်တာဘယ်လောက်ပြန်တရတရမှာဟဲတနေတဲ့အဲ့လောက်တောင်ရ

ာကိုယ့်ရဲ့ဘယ်လိုခေါ်မလဲမောင်လေးလိုအကိုလေးလိုဦးလေးလေးလိုအဖေဆိုလဲအမလူကြီးဆိုလဲဦးမြန်လို့တွေ့တယ်အဖေနေကောင်းလားဟောတဲ့ဆိုအဖေလေးလိုကိုယ့်စိတ်ထဲမှာထားတဲ့ခါကျတော့ညီမလေးပြောတယ်လို့လက်တွဲခေါ်တာဆိုတော့မမတို့တုန်းကလည်းဒီလိုပဲကိုယ့်ရှေ့ရအကိုလေးအမလေးအကြီးတွေအားလုံးကမမကိုလက်တွဲခေါ်ခဲ့တာပဲလေဆိုဥမာပေါ့အဲဇကာတကားရိုက်မယ်ဆိုလို့ရှိရင်အမဒုတိယနေရာပေါ့အမစကန်မင်းသမီးနေရာလေးကိုဘယ်သူထည့်ရင်ကောင်းမလဲဆိုဟေးအော်စုပန်ထွားလေး ြစ်လားအဆင်ပြေမလားခေါ်ရမလားအဲခေါ်လိုက်ခေါ်လိုက်စွမ်းထားရတာဒါအကိုကြီးအမကြီးကမမဟုတ်တာလက်တွဲခေါ်လို့တာမမဒါအဲခေါင်းဆောင်မင်းသမီးနေရာပေါ့နော်ဆိုတော့ဒါတကယ်လုံးလို့ရတဲ့နေရာမျိုးတွေမမတက်လှမ်းနိုင်တာပေါ့မမတစ်ခါလေးကြားလို့ရှိရင်မမတို့လောကမှာရှိရဲအဆင်မပြေခါကြောက်သူ့ကိုထည့်ရင်ကောင်းမှာပဲဟဲ့မထည့်ပါနဲ့သူ့ထည့်ရင်ဟိုမှာပြဿနာများမယ်အဟိုဟာဖြစ်လိမ့်မယ်ဒီဟာဖြစ်လိမ့်မယ်ဆိုအဲ့ဒါတွေကလေဟိုအမှုပညာရှင်ညီကောင်မောင်နှမတွေရဲ့ပါဆက်ဖြားမှာ အဘသူကဘလိုလေးဘသူကဘယ်ကာရိုက်တာလေးဘသူကတော့ဘလိုဆိုတာလေးတွေအားလုံးပါဆက်ဖြားမှရှိတယ်ဆိုတော့ကြောက်စရာကောင်းတယ်ဆိုတော့အဲ့တော့မမတော့ကိုချင်းစားတယ်ကိုဒီလဲကိုရဲ့ညီကိုရှင်ဟိုအရှိရကြီးအကိုတွေမမတွေဦးလေးတွေဒါတွေကလက်တွဲခေါ်လာလို့ကိုဒီဒီနေရာမျိုးကိုရောက်လာခဲ့တယ်ဆိုတော့မမကိုမမစိတ်ထဲမှာလဲမမထက်ငယ်တဲ့သူပဲဖြစ်ဖြစ်ကြီးတဲ့သူကိုရိုသေးပေါ့ငယ်တဲ့သူကိုလေးလေးဆဆဆဆန်ပေါ့ အကူနဲ့ level တန်းကြီးကလေးကိုတငယ်ချင်းတွေဆိုလဲကိုရဲ့ဟိုဘယ်လိုပြောမလဲကိုတငယ်ချင်းလို့ကိုကိုအမလို့ကိုညမလို့အဲ့လိုမျိုးလေးတွေစိတ်ထားလိုက်တော့အားလုံးအဆင်ပြေတာပေါ့ဆိုလက်တွဲခေါ်တယ်ရဲ့လို့လဲမမကြည့်ရင်တော့သမီးတကာကြီးလက်တွဲခေါ်တာတော့မဟုတ်ဘူးမမရဲ့စိတ်ကဒီတိုင်းလေးပဲသွားတဲ့သဘောမျိုးပေါ့မမောင်လေးဆိုမမခုနပြောသလိုမမအင်တာဗျူးတယောက်တည်းမမဖြေလို့ရတယ်ဒါပေမဲ့မမစဉ်းစားကြည့်တဲ့အခါကျတော့ဩော်ဒါမောင်လေးကဒီကားမှာဒီခေါင်းဆောင်စစ်နိုင်ကခေါင်းဆောင်ဖြေရမယ်လို့ မောင်လေးမမနဲ့လာခဲ့လာဖြည်ပေါ့လေအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ကိုလည်းညံမီတလောက်ပေါ့လေဒါလက်တွေ့ခေါ်ရဒါတော့ဟိုပါပေါ့အဲ့လိုပြောခံရတာနည်းပါတယ်ဘာလို့လဲဆိုတော့မမတို့မင်းသမီးတွေဆိုတော့မင်းသမီးတွေကိုကိုနေရာလေးနဲ့ကိုအကိုငားပြီဆိုရင်ကိုနေရာလောက်ကိုနေရာအာလောက်မှာမမတို့ဆိုရင်ဟိုလူကိုခေါ်ပါလားဒီလူကိုခေါ်ပါလားဟိုလူနဲ့ရိုက်မယ်ဒီလူနဲ့ရိုက်မယ်ဆိုတော့မမတို့မှာပြောခွင့်မရှိဘူးမမပြောလည်းမပြောခဲ့ဘူးပေါ့နော်ဆိုတော့ကိုနဲ့အစင်ဘသူငားလဲအော်ဟေးကောင်းတယ်ကောင်းတယ်အဲ့ ညီမတွေပါတယ်ဆိုလဲဒုတိယညညီမတွေပါတယ်ဆိုတော့အော်ကောင်းတယ်ကောင်းတယ်အဲ့လိုလေးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးလူမျိုးတော့တိတ်တော့မရှိတော့ပါဘူးဒါမမဟိုစကားအဖြစ်ပြောရုံတော့ပါဘူးဒါဆိုတော့မမတို့အမှုပညာလောကကကြတော့ဒါကြောက်နေတယောက်ချစ်ချစ်ခင်ခင်သွားကြမှာပဲအဆင်ပြေတာမပန်တွေ့တယ်တွေ့တယ်မမတွေ့တယ်တွေ့တယ်ဆိုတော့လေဒါကတမအာစီဝမ်းအလုပ်ပဲလေမမတို့ဆိုလဲဒါ Facebook မှာကိုအဲနိုင်ပိုင်းလေးဥမာနွမ်းနီဆိုတာ သူနာယီပိုင်းလေးပေါ့နော်ဘလောက်တနာယီဘလောက်နော်ဆိုပြီးတော့ဒါသူတင်တာမမတို့ဆိုအိမ်မှာဒါအိမ်ကူပဲလေမမတို့အိမ်အောင်ရှင်မလေးအိမ်ကူပဲလေဒါပေမဲ့ပတ်စံရလာမေးမရဘူးလေနွေနီယမှာဒါတနာယီအဲသူလာမေးအာသူအသူလုံမေးတနာယီဘလောက်လဲအဲသူပတ်သူပတ်စံနေသူသူကသူပြန်လာပတ်စံလေးပိုက်ပြီးယူသွားအောင်မမတို့ဆိုမနဲ့မိုးလေးကမိုးချုပ်တအိမ်လုံးကိုလုံနေရပဲဟာပတ်စံမမရတာဒါက ဟိုပါပေါ့နွယ်နီမမဟုတ်ဘူးပေါ့ဘမတို့အိမ်အောင်ရှင်မာတိုင်းဒါအာလုံနေကြအလုပ်လေဒါတင်ငယ်စရာမဟုတ်ဘူးအာဒီလိုမျိုးတင်လိုက်လို့ဥမာဟိုမနွယ်နီနွယ်နီအတွက်ဟိုပါတင်ငယ်စရာဖြစ်မမတင်မတင်ငယ်ဒါသူရိုးသားစွာနဲ့သူဒါဒီအလုပ်ကိုလုပ်တာမမမမဆိုရင်မမဆိုအများနဲ့အမြဲတမ်းအမြဲတမ်းစိတ်ထဲမှာမမအမြဲတာမမတို့အမေရိကသွားတယ်အမေရိကမှာဆိုရင်ဒီအိမ်ရှင်းတဲ့အချိန်လေးအိမ်လေးရှင်းတဲ့မနေ့ဥမာနေ့လေ12နာရီလောက်လာ သူတို့အဲ့တနစ်အင်ရှင်းတဲ့အချိန်လေးဆိုဒေါ်လာ100 150ရတာစဉ်းစားကြမမဆိုလေဟဲ့အဲ့လောက်တောင်ပေးရတယ်ဟုတ်တယ်အဲ့လိုတံပိုးရှိတယ်ပေါ့တံပိုးရှိတယ်ပေါ့နော်ဘယ်အလုပ်မဆိုတံပိုးရှိတယ်မမတို့အမေရိကမှာဆိုပို့တော့မှာဟဲ့မမတော်စဉ်းစားလိုက်တယ်ဟဲ့လို့ငါအမေရိကသွားလို့ရှိရင်ငါလို့ငါလို့အင်အင်တန်ရှင်းလေးလို့ငါလိုက်လို့ရင်တောင်းမလားမသိဘူးလို့အဲ့လို့ရင်အမေရိကငါဆိုရလိုက်မယ်ဖြစ်ချင်းလို့တောက်တောက်လေးပတ်စံနေ ဟုတ်တယ်အမလီကတဲ့မလားဟိုပြောင်ရောင်နေအောင်မလီလုတ်ပြလိုက်အောင်မခါရခါရဟိုဟဲ့ဒါแม่นี่อ่ะခုมาတင်น่ะမမဆိုစိတ်ထဲမှာစိတ်ကူးနေတာမမဆိုရင်အဲငားလို့ကြမ်းလို့ကိုသွားရင်းနဲ့တိတာပေါ့เนาะမမတို့ဒါကိုယ်ကရဲ့အကိုလင်မယားနေအောင်မမမို့လို့အိမ်မှာမမတို့ဆိုနေတယ် မဆိုဥမသွားရင်ဒီတိုင်းမနေဘူးမဆိုအာတရှိတွေလို့အာအမတွေကိုယ်ဘာဆမ်းလဲချက်ချက်ကျွေးအာကိုအဲ့လိုဝါသနာပါတာလေအာလုတ်ပြီးတစ်ခါကျရင်လေသူတို့ရှင်းတဲ့လူခေါ်တာဘယ်လောက်ပဲတရတရမှာဟဲတနေတဲ့အဲ့လောက်တောင်ရကိုကအော်အော်လို့လေးတိလာဟဲအဲ့လိငါသာလုတ်စားရုံလေးတတိနေငါဝင်ဝင်နေမှာမဟုတ်ဘူးအဲ့လိုမျိုးလေးပေါ့တော့ဒါတင်ငယ်စရာမလို့ဘူးဒါတကယ်ဒါလက်ကျွတ်တော့နဲ့မိမတွေတကယ်အိမ်ဆောင်ရှင်မိမတွေဒါလူတိုင်းလုံနေတာ မမတို့မှလုံနေရမဟုတ်ဘူးအိမ်အောင်ရှင်မိမတိုင်းလုံနေတာအဲ့အလုပ်တရားဒါဟိုပါဘောတနာကြီးဘလောက်ဆိုမမဆိုလို့ရှင်မမအိမ်မှာဟိုပါဘောအိမ်ခုမထားဘူးဒါပေမဲ့မမအဲ့လိုမိဘတိုက်တဲ့ညီမလေးတန်နာဆိုခေါ်တာအတူဆိုရင်လူတိုက်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 ပြီးသွားလို့ရှင်မမဆိုသူ့ဘလောက်မဆိုဥမာအဲ့လိုနိုင်ပိုင်းလေးနဲ့လေရှင်းပေးလို့ရှိလို့ရှင်မမဆိုမျက်နှာပို့ပို့ပြီးပေးတယ်မမတို့ဒီကပတ်စံနဲ့ဟိုဟာနဲ့ဆို ရမ်းกว่าလေတိလာတမိုးရှိရဲ့ဒါဒီလုတ်ကလေးကမတိမ်ငယ်နဲ့မမတို့နေတိုင်းလုံနေတဲ့လုံအခုနွယ်နေသူလိုက်လုံမယ်လို့ပြောတဲ့ဟာမမအိမ်မှာနေတိုင်းလုံနေရလေဘယ်နဲ့ရှိစားဟုတ်တယ်မလားမတိမ်ငယ်နဲ့ဒါလူတိုင်းမိမတိုင်းလုံရမယ်အလုပ်ပဲကိုယ်ကစပတ်စံတော့မရဘူးပေါ့မချမရဘူးနှုတ်ကိုစီကတောင်းပေးကြအောင်အဲဟုတ်တယ်ဟုတ်တယ်အဲ့တော့မမဆိုဒါမနဲ့အခုဒါ ဥမာမနက်ကဆိုဟာထဟာတကြီးလေးပါဆွန့်ကပ်ဒီနေ့ကုန်းကမွေးနေ ው တနင်းငွေလေးအာတကြီးလေးပါဆွန့်ကပ်အာဆွန့်ကပ်ပြီးမိကက်တမလာနေကဆင်းရမိကက်ဒီလေးဟာဘာညာလေးဒီမှာ၈နာရီချိန်လာတာဥမာ၈ခွဲမှရောက်တယ်အဲ့ဒါအသေးအတာလောက်တာပဲမြင်မြင်မြင်လောက်တာပဲအာလောက်လဲအာနည်းနည်းအချိန်ကတော့နည်းနည်းတော့ရွှေ့သွားသေးတာအဲ့လိုလေလောက်ရမှာပေါ့ဒါအထူးမှမထူးဆန်းလားနေလို့ငါ့ကိုအဲ့ဒါကြီးမင်းနေမထူးဆန်းဘူးဒါမင်းကလေးတိုင်းဒါဒီတိုင်းလောက်ရမှာမမလို့ဆိုလို့ရှိရင်ငယ်ငယ်လေးတည်းကမမအမေရလေး မောင်နှမ၄ယောက်ရှိတယ်မမတို့အရင်တော့ဆို၄၄၄ယောက်ပဲရှိတဲ့အချိန်ပေါ့၄ယောက်ရှိတယ်ထမင်းဦးတဲထမင်းဦးတဲအဲအင်တန်ရှင်ရေးလောက်ရတယ်ပြီးရင်တောက်ရေထည့်ရတယ်နောက်တစ်ခုကဘာလဲပကံဆေးရတယ်အဲ့ဒီလေးကိုမမတို့ငငယ်လေးတွေလောက်ရတာအတပတ်တစ်ခါဘိုးတိတ်လဲတယ်မိမိရမောင်နှမ၄ယောက်ပကံဆေးကြတဲ့လူကလေအဲ့ဒါသွားပြီးအဲ့ဒါသူစိတ်အညစ်ဆုံးမှာမပန်တော့အဲ့ပကံဆေးကြတဲ့လူကစိတ်အညစ်ဆုံးအစားစားသမျှပကံလေးကိုအကုန်ဆေးရတာ တိုင်းငံဆေးရတာတပတ်လုံးဆေးဤစိတ်ညောင်ဆေးပြီးတော့အမမဆိုအင်တန်ရှင်းကြပြီဆိုတော့အမမအင်တန်ရှင်းကြရင်တိတ်သဘောကြအမမအဲ့လိုပြောင်းရောင်မလေးပန်းအိုးလေးနဲ့ပါငယ်ငယ်လေးတွေကမမအဲ့လိုအင်တန်ရှင်းကြရင်မမအင်လေးပြောင်းနေမမအလှဲ့ဆိုအင်လေးကိုပြောင်းညောင်အဲမမအဲ့လိုလုပ်တာအဲ့ဆိုမမေကငယ်ငယ်လေးတွေကမမတို့အဲ့ဒါလေးကုန်ခိုင်းထားပြီးသားဆိုအဲ့တဲ့ကြောင့်မမတို့ကမထူးဆန်းဘူးတိလားဒါလုံးဝမှာပဲလုံနေကြဘူးဆိုမမအဲ့ဥမာဥမာပေါ့မမတို့အခုဒါဒီနေ့ဥမာဟိုအလုပ်ရှိတယ်ကားရိုက်ရှိတယ်ဆိုရင်ဒါ အာကိုအိမ်မှာမလုပ်ဖြစ်တာဒါပေမဲ့စုစုသားပါဗောနော်အကိုအားတဲ့နေ့ကျမှလုပ်လိုက်တယ်ပြီးပြီဒါပဲလွယ်လွယ်လေးပါဟုတ်တယ်အားတဲ့နေ့ကျမှလုပ်လိုက်ရုံပဲဒါပေမဲ့တားကိုတော့ပြောတာဗောတားနေ့အယုတ်ကြီးอ่ะနော်အာမမေကဒီနားမှာထားတာမဟုတ်ဘူးနော်တာဟိုနားသားတာသွားသွားတော့ကိုယ့်အောက်သွားထားအဲအဲ့လိုပါသူ့ကိုလည်းခိုင်းရတာဗောတည်ရမှာအိမ်မဖွန့်နဲ့မမေမမေတယောက်တည်းပဲတင်းရတာတားတည်ရမလားအိမ်မဖွန့်နဲ့အဲအဲ့လိုမျိုးသူ့ကိုပြောတာမမလေးဓာကြီးလေးပါဆုံးကတ်တာမမတော်တော်ကြာပြီအမ် ကောကာရဲ့မွေးနေ့ပေါ့နော်တနင်္ဂနွေနေ့ဆိုရင်မမသူ့ကိုစားပေါ့အကူကတော့အဲ့ရနိုးမှသူကအဲ့လိုလောက်လေးချီပြီးတော့သူထိုင်ပြီးနာမတိလာယူပြီးတော့သူကပ်ပါလေလောက်တာပေါ့ဆိုတော့မမတို့ကတော့အဲ့ဒါကကြတော့သူကမမတော့အမြဲတမ်းအဲ့လို9နာရီကနေ9နာရီကြားတဲ့ဟိုပေါ့ဟိုမနေ့6နာရီတော့မမအစောကြီးတော့မမမကပ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့လိုခါကြီးကျပင်မနေ့အချိန်ကြလို့ရှိရင်9နာရီကြော်ရင်လည်းကြော်သွားတာပေါ့ဆိုတော့တနင်္ဂနွေနေ့တိုင်းမမကပ်ပေးနေကြပါပေါ့နော်သူ့အတွက်ပေါ့ ဆိုအမှန်တကယ်တော့ဓာကြီးလေးပါဆုံးကတ်တာဒါအကောင်းဆုံးရတရာပဲလူတွေမှာလေလူတွေအတွက်ပေါ့ဘာဆိုတော့ तू ကဟိုပါပေါ့ဟိုပေါ့ရေမြေလေမီးပေါ့ဒါဓာကြီးလေးပါလူလူကလည်းဓာကြီးလေးပါနဲ့ဖွဲ့စည်းထားတာခန္ဓာကိုယ်ကလည်းအဲ့တော့ကြောင့်မို့ဓာကြီးလေးပါဆုံးကတ်ပေးတာဒီဒါမမတို့အကျမကြီးအတွက်ကောင်းတယ်စီးပွားရေးအတွက်ကောင်းတယ်ဆိုတော့မမတော့ဒါမမရဲ့ Facebook လေးမှာတင်တင်ပေးတယ်ပေါ့ဒီဓာကြီးလေးပါဆုံးကတ်တာလေးကိုအာလွယ်လွယ်လေးရယ်အဲ့ဒါအဆင်ပြေကတ် အရန်ကောင်းတယ်ကိုယ်အတွက်လေနော်အေးပေါ်မမတော့အဲ့လိုလေဟိုဟိုလိုမျိုးဟိုအဆင်ပြေခြင်းလို့ဟိုဟာလိုခြင်းလို့ဒီဟာလိုခြင်းလို့ကတ်တာမဟုတ်မမကုသိုလ်စိတ်လေးနဲ့ကတ်တယ်အမမမညာကလေးရအဲ့လိုမျိုးသမင်းအိုးတလုံးဆိုရင်သမင်းပေါင်းအိုးလေးအသေးလေးအဖျားခမ်းမှာယူသွားလိုက်တယ်။ပေါင်းအိုးသေးလေးနဲ့တလုံးတည်ထားလိုက်တယ်။ပြီးရင်မမဟိုပါယူကိုမျိုးဘူးတွေဆို၁၀ဘူးလောက်ဝယ်ပြီးဒီကဲတရားရဲထည့်ထားလိုက်တယ်။ပြီးရင်ရက်ရက်၆ဆင်းပါတယ်ရက်၆ဆင်းဆိုလို့ရှိရင်လည်းမမတို့ရက်90တရာမမဝယ်ထားပြီးအစည်းလိုက်ထားထားလိုက်တယ်။အဲ့ အပတ်စဉ်ကတ်ပြီးပြီမမဆိုရင်ခါကြရဲကိုမွေးနေလည်းကတ်တယ်တသားမွေးနေအဲတသားမွေးနေဆိုဂျာတာပရိနေဆိုလည်းမမတစ်ခါလေးကတ်ပြီးတယ်အဲတသားတစ်ခါလေးကြရဲမှကျမ်းမာရေးကောင်းအောင်ပါအောင်ဆိုရင်အကိုကိုအာယုံရရင်ပေါ့ကိုအားတဲ့ရက်ကလေးလည်းဖြစ်ရင်တသားအတွက်ပါမမကတ်ပြီးတယ်အဲအဲ့ဒါအေးချမ်းဆုံးအချိန်ပဲအေးချမ်းဆုံးအချိန်ပေါ့မမတို့ကအာဖျားရှိခိုးတဲ့အချိန်မှာဂုံတော်တွေပွားရတယ်အလားဟိုမှာဗုဒ္ဓနုတ္တိအကုန်လုံးပေါ့နော်မမတို့ရွရဖက်ရတဲ့အချိန်လေးကဒါစိတ်တည်ငြိမ်ဆုံးအချိန် အာဘယ်လိုခေါ်မလဲအေဂျင်ဆုံးအချိန်လေးကုသိုလ်အရာဆုံးအချိန်လေးပေါ့အဲ့ဒီအချိန်လေးကကြတော့နော်အမမကတော့အဲ့ဒါလေးကိုသဘောကျတယ်အဲ့ဒီအချိန်လေးကိုသဘောကျတယ်ပေါ့အာမမတို့ဒါညိုင်မဟာမင်းမောင်ပေါ့နော်ဒါအဲစစ်နိုင်တယ်မမတို့ဒါတခြားအမှုပညာရှင်တွေအများကြီးပါတယ်ဆိုတော့ဒီဇလန်းတွဲလေးကိုမမတို့အကောင်းဆုံးမမပါတဲ့နေရာလေးတော့မမအကောင်းဆုံးဖြစ်အောင်အာစူးစမ်းပေးပါမယ်ဒါပြည့်သက်ကြီး ါ။ဒါဒီကားလေးကိုအားပေးပါအောင်ဒီဇလန်တွဲလေးကိုအားပေးပါအောင်လို့ပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ဆုပါဘုရား။